ဝေရှင်တချင်တို့ကဖြူတင်နိုင်ငံစကော့တလန်အက်ဒင်ဘရာမြို့မှာမိခင်တူရှိခဲ့ပါတယ်။အဲ့ဒီမိခင်တူရဲ့အကြောင်းအားလုံးလည်းသိပြီးသားဖြစ်မှာပါ။သူမရဲ့ဘဝဘယ်လိုဆက်ပြီးတော့ဘယ်လိုဖြစ်တတ်ခဲ့လဲ။သူမဘယ်လိုအောင်မြင်ခဲ့လဲဆိုတော့အကြောင်းအရာအားလုံးကိုကျွန်တော်သိသလားပေါ့နော်။ကျွန်တော် motivation အနေနဲ့လည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်နဲ့အတူဆက်လိုက်ရအောင်။ပရိသတ်များအားလုံးမင်္ဂလာပါ။ကျွန်တော်ရဲ့ channel ကလည်း new user ပြန်လဲဂျူဆိုလိုက်ပါတယ်။ အသေးဘဝဟာလုံးဝပြိုလဲခြင်းဆိုတဲ့အဓိပ္ပာယ်ကိုသူကနားကျင်စွာခံစားနေရတဲ့အခြေအနေဖြစ်ပါတယ်။သူ့မှာအလုပ်လည်းမရှိဘူး။စိတ်ဓာတ်လည်းရမ်းကျတယ်။ depression ရနေတဲ့တကူတော်မိခင်တူပဲဖြစ်ပါတယ်။ကစ်ပြည့်တဲ့အစိုးရရဲ့လူဖုတုံရထောက်ပံ့ကြီး welfare benefit ပေါ်မှာပဲသူ့ရဲ့တာအငွေလေးအချိန်တော်တော်ကြာကြာနှိပါချုပ်တဲ့သူကဘဝကိုရှင်သန်နေရပါတယ်။ရုန်းကန်နေရပါတယ်။ ruling ကသူ့ဘဝကို fitting kit တက်မှာအင်ဂျီယာမဲ့မဖြစ်ပဲနဲ့အစင်းရဆုံးအချိန်လေးလို့ဖွင့်ပြန်ပြောလိုက်ပါတယ်။ သူ့ရဲ့အိမ်မှာအပူဖေးတဲ့ဈေးတောင်မတိုက်လိုက်လို့သူ့သားလေးအိပ်ပျော်နေတဲ့အချိန်ဆိုလို့ရှိရင်လည်းသူတို့ပတ်ဝန်းကျင်မှာညီဆက်ရကော်ဖီဆိုင်လေးတွေလိုက်ထားပြီးတော့စာရီရေးခဲ့ပါလေ။ဘလို့လင်ကဒါပေမဲ့အဲ့ဒီလိုခက်ခဲတဲ့ဘဝတွေမှာတော့သူ့ရဲ့အတွင်းစိတ်ထဲမှာအောင်မြင်တဲ့ဆိုင်ဆရာမတယောက်ဖြစ်ရမယ်ဆိုတဲ့အိမ်မက်တစ်ခုကအမြင်ရှင်းတက်နေခဲ့ပါလေ။1990ပြည်နယ်ကသူကခီးတွားနေတဲ့အချိန်ရထားပေါ်မှာသူကခေါင်းထဲမှာပေါ်လာတဲ့အတွေ့အကြုံကိုလက်ရှိပါသူကရတီအကောင့်ထဲပေါ်လိုက်တာပါ။ဒီမဲ့ဘုရားကအလုံးအစင်းဒုက္ခတွေပြည့်နေပြီပဲ သူမဖန်တီးတဲ့စာအုပ်တွေကကဲလာပါပြီ Harry Potter နဲ့တူတူခြင်းတွေကတော့လုံးဝ amazing အော်ဝဲအမိုက်စာမော်ဆန်နဲ့ကဘာတဖူမှာရှိနေခဲ့ပါတယ်ကမကအဲ့ဒီလိုပဲစာမို့တော့အုပ်လုံးသူမရဲ့လက်နဲ့ပဲချူချူချစ်တဲ့ဘဝနဲ့ကြီးမြောက်အောင်ကြိုးစားပြီးတော့ရှိခဲ့ပါတယ်နောက်ဆုံးတော့သူမအဲ့လိုရှိနေရင်သူမရဲ့စာမို့ကလုံးဝကိုပြီးသွားခဲ့ပါတယ် publisher တွေကသူမစာတင်လို့တင်ပြရတယ်ဒါပေမဲ့ပထမဆုံးအကြိမ်ပေးခံရတယ်ဒုတိယအကြိမ်လည်းပေးခံရတယ် စေစဉ်ကြော်ကြော်လောက်ဒူမရဲ့စာမှုကို publisher ကြီးကပေးချခဲ့ပါတယ်။အတချို့ဆိုလို့ရှိရင်ဒီခရီးဆောင်တွေကရောမကောင်းဘူးလို့တော့မှသူမောက်ပြောခဲ့ပါတယ်။အတချို့ကဒီစာအုပ်ကိုထည့်ပေးလိုက်တဲ့ fine jewelry တွေအတွက်တော့ပတ်စံတင်မရှိလို့စိတ်မကောင်းဖြစ်ရတယ်လို့ rolling ကပြောခဲ့မှုပါတယ်။ဒါပေမဲ့သူမလုံးဝမစက်တန်ခဲ့ပါဘူး။ rolling ရဲ့အတွေ့အကြုံမှာအများနဲ့ဆွေးမြေ့နေတဲ့အရာကကျမရဲ့ aim ကိုတခြားအတူတယောက်ကမှဒါယူဖဲချဖို့ခုလှူနိုင်မှုရှိတာပါပဲ။နောက်ဆုံးမှာတော့ Saw to with the Blueberry သူမရဲ့ဆာမကိုလက်ဖက်ဝဲလာတယ်။ဘာကြောင့်လဲဆိုတော့လွန်ပယ်ရီမှာရှင်းရဲ့အရွယ်သူလေးငယ်လေး Alice Newton ပထမဦးဆုံးသူမရဲ့ဆာအုပ်ကိုဖက်ပြီးတော့အရန်ကောင်းလဲဆိုတဲ့အကြောင်းသူမခေပြောပြလိုက်တာကြောင့်ဖြစ်ပါတယ်။ဒီဆောက်ထုတ်ဝေသူ Blueberry ကသူတမီလေးပြောတာကိုသူမရုပ်ပြီးတော့ပထမဦးဆုံး Rolling ရဲ့ဆာအုပ်ထုတ်ဝေအုပ်ရတထောင်းထန့်ချီလုံးကအစားစတင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ထုတ်ပြီးတဲ့အချိန်မှာတော့အော်စရာကောင်းတော့ amazing အောင်မြင်မှုအရာကိုရခဲ့ပါတယ်ဆောက်ပြီးတန်းချီပြီးရောင်းရတဲ့သူ့ရဲ့ဘဝကိုတပြိုင်တည်းနေချင်းသားချင်းပြောင်းလဲပစ်လိုက်ပါတယ်ချုပ်တဲ့ပြီးဆင်းရဲဒုက္ခရောက်လို့တဲ့တဘောတော်မိခင်သူအဖြစ်ကလည်းကပတ်အောင်လုံးလုံးဆိုင်းစီရမှာတူဖြစ်လာရုံသာမကပဲနဲ့ပထမအဦးဆုံးဆိုင်းစီရဘီရန်ရအဖြစ်နဲ့တတ်မှတ်ခံခဲ့ရပါတယ်သူမပြောခဲ့တဲ့စကားတခုကအမြဲတမ်းမှတ်သားစေရပါ Rock but the turn the solid foundation of which I've been my life. အောင်ရှိအစင်တီချဆောင်ရည်ကျမရဲ့ဘဝကို ပြန်လဲတိဆောက်မှုအတွက်အဲ့ခိုင်လာတဲ့အုံမြစ်ဖြစ်လာခဲ့တယ်လို့ပဲသူမဆိုခဲ့ပါတယ်ဘဝမှာဘယ်တော့ပဲကြာစုံကြာစုံဘလို့ပဲအရှုံးကြီးနဲ့နေဆိုင်ရရဆိုင်ရအဲ့ဒီအခြေအနေကိုရောက်လေတယ်ထင်ရနေတဲ့အခါမျိုးမှာတခါတလေအောင်မြင်မှုအစင်အမှန်တွေနဲ့စတင်တက်ပါတယ်အဲ့ဒါကြောင့် free thread တွေလည်းဒီနေ့မစုံတက်ပြီလို့ထင်နေရတဲ့အကပဲခုကျွန်တော်ပြပြရပေးတယ် chicken roll ရဲ့အကြောင်းကိုလာထောက်ပြီးတော့လောဆန်ရှိတာကိုချက်ချင်းအကောင့်ထဲပို့ပြီးတော့စတင်လိုက်တာအကောင့်လုံးပါပဲ ဲ့တော့အခုကျွန်တော်ပြောပြသေးတယ်လမ်းပြီးဖြုတ်ပြရောက်နေတယ်ချုပ်တက်နေတယ်တပေါ်တော်မိခင်ပေါ်ပါကနေပြီးတော့တပတ်အောင်နေအောင်ဆိုင်ဆဲမှာဘီလီယံနာတူဖြစ်လာတဲ့ GK ruling ရဲ့အဖြစ်အမှန်အကြောင်းပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့အားလုံးက motivation တခုရမယ်လို့ထင်ကျွန်တော်ဒီအကြောင်းလေးကိုအဆက်ပေးရခြင်းပဲဖြစ်ပါတယ်ဒီထက်မကဒီထက်ပိုပြီးတိတိကျကျတိခဲ့တယ်ဆိုရင်လည်းကျွန်တော်ပြောခဲ့တဲ့အထင်အားအိမ်မှာပါခဲ့တဲ့ဆိုလို့လည်းဟိုမှာအောက်မှာကျွန်တော်ပြောပြပြီးခဲ့တယ်ပါပဲ အခုလိုမျိုးကြီးရှုနာဆင်းပေးကြတယ်ပြည့်တဲ့တယောက်ချင်းစီတောင်အထူးပင်ကျေးဇူးတင်ရှိပါတယ်